အဲအခုဗီဒီယိုမှာတော့အခန်းနှစ်ရဲ့ grammar နည်းလေးတွေကိုဆက်ပြီးတော့လေ့လာကြပါမယ်เนาะဒါဆိုရင် အခန်းနှစ်မှာဘယ်လို grammar ပတ်တန်လေးတွေလေ့လာမလဲဆိုတော့ကိုကြည့်လိုက်ကြမယ်အဲဆိုတော့အခုအခန်းနှစ်မှာဆိုရင်ဘာဘိုင်းဝင်သိရမလဲဆိုတော့သူကအဲအရာဝတ္ထုတွေကိုညွှန်ပြတဲ့အဲဘယ်လိုညွှန်ပြမလဲဆိုတော့ grammar နည်းကလေးတွေကိုသိရမယ်ပေါ့เนาะအဲဆိုတော့အခုကြည့်မယ်စကားလုံးလေးအခန်းနှစ်မှာဆိုရင်ဒီစကားလုံးလေးသုံးလုံးကအရေးကြီးပါတယ် ခိုရဲဆိုရဲအရဲတို့ခေါ်တဲ့ဒီစကားလုံးတုံးက အရန်ကိုအရေးပါတယ်အဲ့တော့တေချာလေးလိုက်မှတ်ပါမယ်ဒါတွေကလည်းကိုရီခွတိုးပါကိုချက်ခဲ့တဲ့အပိုင်းမှာလည်းပါခဲ့ပြီးသားဖြစ်တဲ့အတွက်သူတို့ကိုဘလို့နေရာမှာတုံးလေးဆိုတာကိုအခု grammar note မှာတခါတည်းမှတ်ပေးပါ အဲ့ပထမအဆုံးခိုရဲကိုကြည့်ကြမယ်ခိုရဲဆိုရဲအတုံးနှုံးကိုဘလို့တုံးလဲဆိုရင်စကားပြောတဲ့သူနဲ့နေတဲ့နေရာမှာရှိတဲ့အရာဝတ္ထုကိုညွန်ပြမယ်ဆိုရင်ခိုရဲကိုတုံးပေးပါမယ်ဒါကြတော့စကားပြောတဲ့သူနဲ့နေတဲ့နေရာမှာရှိတဲ့အရာဝတ္ထုကိုညွန်ပြခြင်းနဲ့ဒါဆိုရင်ခိုရဲနဲ့တုံးပေးမယ်အဲ့နောက်တစ်ခုကကြတော့ဆိုရဲ အဲ့တော့ဆိုရဲကတော့နားထောင်နေသူနဲ့အနည်းဆုံးမှရှိတဲ့အရာဝတ္ထုကိုညွှန်ပြမယ်ဆိုရင်ဆိုရဲနဲ့ပေါင်းပေးပါမယ်။သူကတော့နားထောင်နေသူနဲ့နီးတဲ့ပစ္စည်းကိုပြောတာ။နောက်ဆုံးတစ်ခုကအာရဲ။အာရဲကကြတော့ပြောတဲ့သူရော နားထောင်နေသူရောနှစ်ယောက်တစ်လုံးရဲ့အဝေးမှရှိတဲ့ပစ္စည်းကိုညွှန်ပြမယ်ဆိုရင် အော်ရဲနေပြောပြီးပါမယ်အဲ့တော့ဒီသုံးလုံးလေးကအယဝတ္ထုကိုညှင်ပြတဲ့အခါမှာသုံးလုံးရတယ်ဒါပေမဲ့ပစ္စည်းတရှိတဲ့ပုံမူတည်ပြီးတော့ကိုရီကခိုရဲသုံးမလားဆိုရဲသုံးမလားအော်ရဲသုံးမလားဆိုတာကိုတော့ကိုရီစဉ်းစားပေးရမယ်နော်အဲ့တော့အဲ့ဒီသုံးလုံးရဲ့အနောက်မှာဘာနဲ့ကပ်ပြီးသုံးလို့ရလဲဆိုတော့ was ရဲစကားလုံးနဲ့ကပ်ပြီးတော့သုံးလို့ရတယ်နော်ခိုရဲ wa ဆိုရဲ wa အားရဝဆိုပြီးတော့ဒီလိုလေးတွေသုံးလို့ရပါတယ်အရာဝတ္ထုကိုညွှန်ပြတဲ့အခါမှာဝနဲ့ကပ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့အောက်ကလေးကဥပမာလေးတွေနဲ့တွဲပြီးတော့ခြေပေးပါမယ်။ဘာရေးထားလဲဆိုတော့ခိုရေဝနိုတိုဒစ်ကဒါကဟာတဲ့မှတ်စုစာအုပ်လားတဲ့အဲ့ဒါဆိုရင်မှတ်စုစာအုပ်ကနီးတဲ့သူစကားပြောတဲ့သူနဲ့နီးနေတာဖြစ်တဲ့အတွက်ခိုရေဆိုရဲအသုံးလုံးကိုသူသုံးထားပြီးတယ်ပေါ့နော် နောက်တစ်ခုလေးခိုရေဝါခါဂီဒက်စကအဲဒီယာကားတဲ့တော်လာခါစာဒက်စကတီလာတဲ့ဒါဆိုရင်လည်းပစ္စည်းတွေကနီးတာဖြစ်တဲ့တို့ခိုရဲနဲ့တုံထားပေးတယ်။နောက်တစ်ခုဆိုရေဝါနန်ဒက်စကအဲ့ဒါကဘာပါလဲတဲ့ဟွန်ဒက်စ စာအုပ်ဖြစ်ပါတယ်စာအုပ်ပါဟာလို့ပြောလိုက်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဆိုရဲကိုတုံထားပေးတယ်အဲ့တော့ဆိုရဲကိုတုံထားတာဖြစ်တဲ့အတွက်ပစ္စည်းတရှိတဲ့နေရာကနားထောင်နေသူနဲ့နီးနေလို့ဖြစ်တဲ့အတွက်ဆိုရဲနဲ့တုံထားပေးတာပေါ့အဲ့တော့ကိုလေးကအဓိကမင်းကြည့်ရမှာကတော့အရာဝတ္ထုတရှိတာဘလို့နေရာမှာတရှိတာလေနီးတာလားအဝေးတာလားအနီးအဝေးပေါ်မူတည်ပြီးတော့ခိုရဲဆိုရဲအရဲထဲကတင့်တော်ရဲစကလုံးကိုကိုလေးကပ်ပြီးတုံပြီး ပေးရမယ်အဲသူတို့ရဲ့အနောက်မှာဗာလေးတွေထည့်သုံးရတယ်အဒါကလို့ဧဒါကလို့ဟိုဟာလို့ဆိုရင်ဝါနဲ့ကပ်ပြီးတော့တုံးပြီးလို့ရတာလေးနော်အဲနောက်တစ်ခုလေးဆက်ကြည့်မယ်နောက်တစ်ခုကကျတော့သူတို့နဲ့အများတန်းမှားတတ်တဲ့စကားလုံးလေးအဲဗာလေးဆိုတော့ခိုနိုဆိုနို အန်နိုလို့ခေါ်တဲ့အတုံးနှုံးလေးခိုနိုဆိုနို အနုဟုတ်ပြီနော်ပထမဦးဆုံးခုံးနူရဲ့အကြောင်းလေးခုံးနူကဘာနဲ့တူလဲဆိုတော့အပေါ်မှာကိုယ်တွေသင်ခဲ့တဲ့ခိုရဲနဲ့တူပါတယ်သုံးတဲ့နေရာတူတယ်ပေါ့နော်သူကပြောတဲ့သူနီးတဲ့နေရာမှာအနည်းဆုံးမှာရှိတဲ့အရာဝတ္ထုကိုညွှန်ပြမယ်ဆိုရင်ခုံးနူကိုသုံးပေးလို့ရတယ်နရကွာစုံးလို့စုံးလို့လေအတိုင်းမင်းနားထောင်နေသူနဲ့နီးတဲ့နေရာကပစ္စည်းကိုညွှန်ပြရင်စုံးလို့နဲ့ညွှန်ပြပေးမယ် နောက်ဆုံးအလို့ဆိုရင်လည်းအဲ့တိုင်းပဲပြောတဲ့သူရောနားထောင်သူရောနှစ်ယောက်သလုံးရဲ့အဝေးမှာရှိတဲ့ပစ္စည်းကိုညွန်ပြခြင်းရင်အနုနဲ့ညွန်ပြပေးမယ်ဒါပေမဲ့အပေါ်ကခိုရင်းဆိုရယ်အရင်းနဲ့ဘာကွာသွားလဲဆိုတော့ကြည့်မယ်ဘာကွာသွားလဲဆိုတော့ဒီခွန်းနုဆုံးနုအနုရဲ့အနောက်မှာ အမြဲတမ်းနောင်းနဲ့ကပီသုံးပြီးတဲ့အချက် အဲ့ဒီအချက်ကသူငယ်ကွာခြားချက်ကလေးနော်ခိုရဲဆိုရဲအာရဲဆိုရင်ဝါနေကတုံးနာခွန်နိုဆွနိုအနိုဆိုရင်အနောက်မှာနောင်နဲ့ကပ်ပြီးတော့သုံးပေးတာလေအဲ့အားလေးကိုအရေးတကြီးသိချာလေးမှတ်ပေးမယ်နော်အဲ့တော့အောက်ကဆက်ကြည့်မယ်ခွန်နိုဆွနိုအနိုရဲ့အနောက်မှာအမြဲတမ်းဘာနဲ့ကပ်သုံးမလဲနောင်နဲ့ကပ်ပြီးသုံးပေးဘလို့လဲဆိုတော့ဥပမာလေးတွေကြည့်ကြမယ်ခွန်နိုနိုတိုဒက်စကာဒီမှဆုစားဟုလား ခုံးတော့ဘာဘီဆိုရဲကအနောက်မှာနောင်ကပ်ပြီးလိုက်တယ်။နိုးတုံလို့ခေါ်တယ်။နောင်လေးကပ်ပြီးတောင်းလိုက်တာဒီမဆူစားဘူးလား။နောက်တစ်ခုခိုနိုခဂီဝဒါရီနောဒက်စကာအဒီတော့ကဘဒူရဲ့ဟာလေခိုးနိုရဲ့အနောက်မှာနောင်ကပ်တုံးနေဒီမှာဆိုရင်ခဂီလို့ခေါ်တယ်။တောင်းနေကပ်ပြီးတော့တုံထားပြီးတယ်။နောက်တစ်ခုဆိုနိုဟွန်ဝါဝါတာရှိနောဒက်စ် စာဦးကကျွန်ုံဟင်ဟာပါဒါဆိုရင်စိုးလူရဲ့အနောက်မှာ noun group ခေါ်ရင် horn ဆိုရဲ noun နဲ့ကပ်ပြီးတော့သုံးထားပြီးတာတွေ့လိမ့်မယ်ပေါ့နော်အဲအစင်ကိုရီးယားမှတ်ထားပါခိုရဲဆိုရဲအရဲနဲ့ခုံးလို့စိုးလို့အနုရဲ့ကြွားချချက်က walk က3နာနဲ့ noun က3နာနဲ့ဒါလေးကြွားချချက်ရှိသွားတာန အဲ့ဒါနောက်တစ်ခုလေးဆက်ပြီးတော့ကြည့်ကြမယ်ဒီ ground မှာနှုတ်ရဲ့နောက်တစ်ပိုင်းနောက်တစ်ပိုင်းမှာကြတော့သူက no လို့ခေါ်တယ်အတော့နှောလေးဒီ no ကသုံးနေနေရပြောင်းသွားပြီအခန်းတစ်တုံးက no ကကြတော့သက်ဆိုင်မှုတွေကိုပြောရင် no အခု no ကပိုင်ဆိုင်မှုကိုဖော်ပြရင် no ကျွန်တော်ရဲ့ ठी ကျွန်တော်ရဲ့ခဲတန်းတငယ်ချင်းရဲ့ဘောပင်ဒါဆိုရင်တရုတ်ရုတ်ရဲ့ပိုင်ဆိုင်မှုကိုပြောကြတဲ့နာဒါဆိုရင်လည်း no ကို သုံးပြီးလို့ရတယ် အဲ့တော့အောက်ကလေးမှာကြည့်လိုက်ရအောင်ယမဒဆန်နိုဟွန်ဝါခိုရီဒက်ယမဒဆန်ရဲ့စာအုပ်ကဒါဖြစ်ပါလေဒါဆိုရင်ယမဒဆန်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့စာအုပ်ကိုပြောခြင်းနဲ့အတူကြားထဲမှာနော့နဲ့ခံပြီးတုံထားပေးတယ်နောက်တစ်ခု私の傘はあれです。ちのいい日が怖ばれ。 အဲ့ဆိုရင်တင်းနှုံးရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ठी ကိုပြောခြင်းနဲ့အတူတူဂျာထဲမှာ no နဲ့ခံပြီးတော့တုံးချပေးတယ်။နောက်တစ်ခုခိုနိုဟွန်ဝါဝါတာရှိနိုဒစ်ဒီစာအုပ်ကတဲ့တင်းနှုံးရဲ့ဟာပါတဲ့ဒါဆိုရင်ဒီစာအုပ်ကတင်းနှုံးရဲ့ပိုင်ဆိုင်မှုတင်းနှုံးရဲ့ဟာလို့ပြောခြင်းနဲ့အတူတူဝါတာရှိရဲ့အနောက်မှာဘာထည့်ပြီးတုံးလဲ no ကိုထည့်ပြီးတော့တုံးချပေးတယ်။ ဒါလေးကတော့အခန်းနှစ်မှာတည်ထားရမယ်။နော်ပါပိုင်ဆိုင်မှုကိုပြောခြင်းတဲ့အခါမှာတရရုပ်ရဲ့ပိုင်ဆိုင်မှုကိုပြောခြင်းရင်နော်ကိုထည့်ပြီးတော့တုံးပေးရမယ်နော်။ဒါဆိုရင်တော့ဒီအခန်းနှစ်မှာဒီပတန်အမျိုးအစားလေးတွေပဲရှိပါတယ်နော်။ဒါလေးတွေကိုသိချာနေမှတ်ပေးထားပါမယ်။